ကနေဒါနဲ့ဩစတေးလျတို့အာတိတ်ဒေသတွင်ဆေးဘက်ဆိုင်ရာရေဒါစနစ်တည်ဆောင်ပြီးကနေဒါဟာအာတိတ်ဒေသလုံခြုံရေးအတွက်ဩစတေးလျနဲ့ပူးပေါင်းပြီးလေကြောင်းရန်ကာကွယ်ရေးအချက်ပြရေဒါစနစ်တည်ဆောက်သွားမယ်လို့ကနေဒါဝန်ကြီးချုပ်မက်ကာနီကမတ်လ16ရက်နေ့မှာကြေညာခဲ့ပါတယ်ဒီစီမံကိန်းအတွက်ရင်းနှီးမြှောက်နှံမှုက ကနေဒီယန်ဒေါ်လာ6ဘီလီယံအမေရိကန်ဒေါ်လာအနည်းနဲ့၄သတ္တမ1ဘီလီယံဖြစ်ပြီးအာတိုက်ဒေတာမှာ ဝေဟင်းတဲ့ရေလန်းချောင်းကချင်းချောင်းမှုတွေကိုကနေဒါအနေနဲ့ရှားဖွေပြီးတုံ့ပြန်နိုင်မယ်လို့မက်ကာနီကသတင်းစာရှင်းလင်းပွဲမှာသတင်းထောက်တွေကိုပြောပါတယ်။ကနေဒါနိုင်ငံအားလုံးကိုဘေးကင်းစေမယ်လို့လည်းသူကဆိုပါတယ်။ကနေဒါဟာတီလီချောင်းရဲ့အချက်ပြစနစ်ကိုဩစတေးလျကနေဝယ်ယူมาဖြစ်ပြီးဒီသဘောတူညီချက်ကနှစ်နိုင်ငံအကြံပုံမုံနဲ့ရှိုင်းတဲ့စီရေပူပေါင်းဆောင်ရွက်မှုဖြစ်လာပါတယ်။ ကာလရှည်ကြမဟာမိတ်ဖြစ်ခဲ့တဲ့အမေရိကန်နဲ့ကနေဒါတို့ရဲ့ဆက်ဆံရေးအမေရိကန်သမ္မတဒေါ်နယ်ထရပ်လက်ထဲမှာရင်းရိုင်လာပြီးတဲ့နောက်ကနေဒါကကာကွယ်ရေးစနစ်တွေတိုးချဲ့ဖို့လုပ်နေတာပါအသိတေးတာမှာပြန်ဆိုင်မှုတွေတိုးလာတဲ့အတွက်လဲကနေဒါရဲ့ဝန်ကြီးချုပ်တဲ့မက်ကာနီကကနေဒါမြောက်ပိုင်းအသိတေးတာမှာစီရေးတိုးချဲ့မှုတွေလုပ်ဖို့စီစဉ်လာတာဖြစ်ပါတယ်။ မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။